new phone တူပဲ 1G တို့ကတော့ GA number 1 drone face ကတော့ပြီးဆုံးလို့သွားခဲ့ဖြစ်ပါတယ်ကဲ GA เนาะဒီနေ့မှာတော့ပထမဆုံးအဖွင့်ပွဲမှာနေပဲ 1G နဲ့ new phone လာပြီးတော့တွေ့နေပြီဆိုတော့ဒီနှစ်သင်းရဲ့ drone face နဲ့ပတ်သက်ပြီးတော့เนาะဆက်လက်ပြီးတော့တုံးတက်မယ်ဗျာ ရဗီဖေးစ်လိန်းနဲ့ပတ်သက်ပြီးတော့တုံ့တက်ရမယ်ဆိုလို့ရှိရင်ညူဘွန်အနေနဲ့အများကြီးကိုပြောင်းလဲထားတာကိုတွေ့ရတယ်။ Resident Evil ရဲ့ပထမဆုံးရည်စရှင်းနဲ့အတူပဲတစ်ခါကနေပြီးတော့ကျွန်တော် Hand Join ဒီ Jungle လာနှစ်ယောက်ဂျာထဲမှာတော့ Jungle ပတ်တန်တွေဘယ်လိုမျိုးသွားမလဲ။နှစ်သိန်းလုံးအနေနဲ့လိုမျိုး V4 ကိုရောက်ရှိလာတဲ့အချိန်မှာတို့ရဲ့ Mechanic တွေပြီးဝင် Barrel Set Rotation တွေဘယ်လိုမျိုးများ Improve လုပ်ထားလဲဆိုတော့ကျွန်တော်စက်ကြည့်ရမယ် Session ပြ။ဟုတ်တယ်။နောက် YG ကလည်းတို့အနေနဲ့ဒီပုံမှန်အားဖြင့်ပွားလေးရှိတဲ့ Hero Pit တွေတိတ်ပြီးတော့မတွေ့ရတော့ဘူး။ Join လေးပါလေးပြန်ပြီးတော့ထွက်လာတယ်။အဲ့ဒီပြုံမှာ Recently ကတော့ ပုံမှန် utility သွားလေးရှိရမယ်ဒီနေ့မှာတော့ရေဖရှင်ပြန်လဲပြီးတော့ရပ်ထုတ်ထားတဲ့ချက်မျိုးတွေတွေ့ရဟုတ်တယ်ဘိန်ကိုလေးကိုတော့နည်းနည်းတော့စိတ်ဝင်စားမိတယ်ဟွန်းဘိန်ကိုလေးကိုတော့တစ်ချက်တော့ကြည့်ရမယ်ပေါ့နော်အဲ့တော့ IG ရဲ့ rotation တစ်ဖက်ကနေပြီးတော့ super can ကိုဘယ်လောက်ထိများ pressure ပေးနိုင်မလဲအကယ်၍များ rotation ရဲ့ super can ချီဦးတာ impact တိတ်ပြီးတော့မရောက်ဝောက်ဆိုရင် super can ချီကနေပြီးတော့ damage gain to late gain potential ဒီမှာထွက်လာမယ်ဆိုတဲ့ damage output တွေကတော်တော်လေးကိုတော့ view တော့စိုက်ရမယ်ဒါပေမဲ့တစ်ဖက်ကလေး yieldness နဲ့ပြန်ပြီးတော့ထောက်ထားတာဗျာ ဟုတ်တယ်နော်အဲ့တော့ stick ကတော့ inspire လေးပါလေးသုံးပြီးတော့သူ့ရဲ့ lady face ရဲ့ ali အနေထားတစ်ခုကတော့ထိမ့်သိထားမှပြီးတော့တွေ့ရတယ်ဗျာအရင်နဲ့တူပဲတစ်ဖက်မှာလည်း bender သွားပြီးတော့ရှိနေခဲ့တယ်ဗျာဆိုတော့အဓိကတော့ဒီ jungle line လေး4ရမှ10မိနစ်တစ်ချက်ပဲကျွန်တော်ပြန်ပြီးတော့ကြည့်ရမယ်နောက်တော့အရင်ဒီချိန်မှာပြတ်ဖို့ဆိုတော့သိတော့မရှိလာသေးဘူးဗျာလီနာရဲ့ကျွန်တော်ဒီ air strike တွေဒီဖက်ကလည်းရဲ့နော်ကျွန်တော် live form dash side form တွေပြန်ပြီးတော့ရလာမယ် first strike timing လေးကတော့အနေငယ်လေးစိတ်ဝင်စားဖို့တော့ကောင်းတယ်ဗျာ broken wall ဆိုတဲ့အတွက်ကြောင့်ဒါနှစ်ဖက်အသင်းလုံးရဲ့ site lane တိုင်းအနေနဲ့တော်တော်လေးတို့ဂယူးဆိုက်ရမယ်တစ်ဖက်ကလည်း blink အနေနဲ့ကျွန်တော် flicker flip page အနေနဲ့ဒုက္ခပေးနိုင်တယ်လို့ intense အနေနဲ့ surprise ရောက်ချလာပြီးတော့ flicker ultimate ပေးလိုက်ပါရည်ရှိနိုင်တယ်ပြီးတော့တစ်ဖက်ကနေပြီးတော့ intense နဲ့ပြန်ထွက်ထားတဲ့ black တွေ luno ဆိုတော့အကယ်၍ဒါ cluster wave ပြောသလို early timing နေမှာဒီ hp တွေဒါရွာခဲ့တဲ့အသင်းဒီ intense အညူဘုံတို့ကဖြစ်သွားခဲ့မယ်ဆိုရင် intense ရဲ့ pick off နဲ့နောက်ကနေပြီးရှိနေတဲ့ black ရဲ့ damage နဲ့ဆိုရင်တော့တကောင်လောက်ကတော့ဖြတ်လို့တော့ရတယ်ဗျ။ဒီကလို့ base combination လာနိုင်တော့ကောင်းတယ်။ဘုံရောသိပြီးတော့ blend ဦးပြောရင်းနဲ့မရှင်းအောင်မတက်တဲ့ strike တွေကြားရမှာနင်းငယ်လေး early game တွေမှာတော့ရှင်ဦးဖြတ်ဖို့ကလွယ်ပါမလား။ဒါမှလည်း recently ရော မော်နီရှော်ကလေဒီစီလေးစပြီးနေနာနေနေပဲတတရတော့စတန်းစီပြအနေလေးများစောသွားသလားလို့ပေါ့နော်ဒါပေမဲ့ vision ဘိုင်းဆိုင်မှာတော်တော်လေးအဆင်ပြေတယ်ဒီနေ့စုံနေပြန်လေးပြီးပေးထားရဲ့ဂျားထဲမှာတော့ ADS နဲ့ Lina only ပြေးပြီးကြည့်ရပထမလေးရင်တောက်ချောက်ကို black လိုက်ပြီးပေးနေရဲ့ဂျားထဲမှာတော့ရောင်းတော့လွတ်ထွက်သွားပါသေးတယ်ဒါပေမဲ့ first starter ကိုတော့ young gladico စတင်ပြီးတော့သိမ်းပိုက်ထားရဲ့ဗျာ inners ကတော့တော်တော်လေးတော့ကောင်းတယ်လို့တော့ပြောလို့တော့ရတယ်ဒါပေမဲ့ဒီအချိန်မှာတော့ပြန်ကြည့်မှဆိုလို့ရှိရင်တော့ရင်က damage taken တွေရှေ့မှာသွားပြီးတော့လုပေးတာတကယ်တော့ဒီနေရာမှာ new ball အနေနဲ့တော်တော်မရရင်တော့မှ ရင်ကိုကြားလိုက်လို့ရှင်တော့မစိုးဘူးဆိုပေမဲ့ရင်ရဲ့ Alligain HP ကလည်းတော်တော်လေးကိုများတယ်ဘလို့မှမပြတ်ခဲ့ဘူးဆိုတော့နောက်မှာ First Delta Fight ကတော့ YG နေတော့အသာသီးရသွားတယ်လို့ပဲကျွန်တော်သုံးသပ်လိမ့်မယ်ဒါပေမဲ့ Now ကတော့အရင်မပြတ်သေးဘူးကြားဟုတ်တယ် Alligain Timing လေးကတော့ဘာမှတိတ်ပြီးတော့တိန်းဆောင်မရှိသေးဘူးလို့တော့ပြောရမယ်ဆိုတော့ရင်ကတော့ပြေတော့ကြည့်နေပြီ Bundle Lane Shake ကလည်းပေးထားရနေပဲခုနကလိုပဲဒါရင်ကိုဖြတ်ဖို့အတွက်ကတော့လောဆယ်ရတော့မလွယ်သေးဘူးဗျာ ဲ့တော့နောက်ပိုင်း rotation နေကြရင်တော့ဒီရင်ကိုတော့အကေးသွား flat မယ်ဆိုရင်တော့တန်းပြီးတော့ဖြတ်သွားအောင်လို့လုံးမတော့ရမယ်အကေးအဲ့လိုမှမဟုတ်ဘူးဆိုရင်တို့ timing တွေတော်တော်လေးကိုဆုံးရှုံးသွားမှာဗျာဟုတ်ကိုလင်းကတော့ super can နဲ့ဒီကျွန်တော်က super strip ပေါ့နော်ဒီကိုနှစ်ယောက်ကတော့လာပြီးတော့တွေးနေတယ်ဒါပေမဲ့ oh but that big crab play number air try world cross border နေကြတယ်မှာ day hero k ကိုတော့ fat blood နဲ့စပြီးတော့သိမ့်ပိုက်သွားရတယ်ဗျာဒီက rotation မြ rotation ကတော်တော်လေးကိုစကားပြောသွားတယ်တစ်ဖက်ကနေပြော ns ကြောက်ပဲပါလာတဲ့အချိန်မှာ black နေနဲ့ lina ထက်ဆိုင်ဒီက lina လည်းဝင်းပိုင်ဝင်းနေဆိုတော့ပို့ပြီးတော့ flank game မှာပုံမြန်နေဗျမူဘာပိုင်းက ဲ့တော့ online matchup ကိုပဲတစ်ချက်တော့ကြည့်ရမယ်အဲ့တော့ online matchup မှာတော့ယင်နဲ့ကျွန်တော် super banner banner ပေါ့နော် banner နဲ့ယင်နဲ့ဂျားထဲမှာတော့တယောက်နဲ့တယောက်ဖြတ်ဖို့အတွက်ကတော့အရင်ကလွယ်ကူလိမ့်မယ်လို့တော့မထင်ဘူးရအဲ့တော့အပေါ်မှာ intense loser ရတော့သူ backup လေး super camp ကို backup ပေးဖို့အတွက်ကပဲကြီးနေတယ်ဆိုသလိုတစ်ဖက်က stage နေနေရတယ်ဘိုးရှိရတာရွာခဲ့မယ်ဆိုရင်သူ family တော်တော်လေးကိုအဆင်ပြေသွားပြီဟိုးရှိဒီတစ်ခါမှလည်းလေတစည်းထပ်ပြစီးထားခဲ့နောက်မှာယင်မသိသွားပြန်ဘူးဗျ little fine piece တွေပြပြနေမှုတော့ကြိုးစားနေခဲ့ဆိုပေမဲ့လည်းမကြတော့ဘူးဗျဒီတစ်ခါမှလည်းယင်ကိုဖြတ်ဖို့ကြိုးစားတဲ့ new boy ရဲ့ အာလီ objective ကမအောင်မြင်သွားဘူးလို့ပဲကျွန်တော်ပြန်ပြီးတော့သုံးသပ်မယ်ဗျာဟုတ်တယ်အဲ့တော့အာလီ match up လေးမှာသွားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ newborn အနေနဲ့သူတို့212ပုံစံလေးကိုသွားပြီးတော့တည့်ထားတာဗျာအဲ့တော့ blink resolution ကိုပြေးပြီးတော့တွေ့ွားခဲ့ပြီဆိုတော့ flick flick ပြန်ပြီးတော့ပေးလိုက်ချိန်မှာ leo လုံးဝတော့မတောင်းွားခဲ့ဘူးဗျာဒီကသူ့ရဲ့ platform လေးတော်တော်လေးတော့အဆင်ပြေွားတဲ့ပုံစံလေးမှာတော့တွေ့ရတယ်အဲ့တော့တစ်ဖက်က super can stage တစ်ဖက်မှာလည်းပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့ match up ဒီဒီတာတွေပတ်တယ်မှာတော့ပါမှာတော့မဟုတ်ဘူးဗျာโอเคဆိုတော့ data file လေးကတော့ထပ်ပြီးတော့လာပြီဗျာဒါပေမဲ့ ရီဇန်လီယိုနေနဲ့သူ့မှာလေတစည်းပါညာမရှိဘူးတက်စထရိုက်ဒီမှာအဲလ်ဘိုးနောက်မှာတောက်လျှောက်ပဲကောင်းနေဗျာဘလစ်တူးမဲ့သွားပြီးကိုရိုးလိုမှုကျုံးစားနောက်မှာဆလမ်ကလန်နေကြတယ်မှာ ရီဗျူးရှင်ထက်ရတယ်ဗျာဒီကောက်မှာလဲဘန်ဒါလီနောက်ဆုံးသက်ခဲ့ပြီရှင်းမှာလဲအင်တာပြန်ချနေရင်းနဲ့ပဲ141 trade မှာ YG ဒီတစ်ခေါက်တည်းဟိုပါထပ်ပြီးတော့သိမ့်ပိုက်သွားတယ်ဗျာဒီက recent Leo မပါဘဲနဲ့သူတို့တွေဒီ target 5ကိုစိုင်မှုအတွက်ကတော့ရွေးချယ်လိုက်တယ်ဗောနော်ဒီ decision making ကိုတော့တစ်ချက်တော့ပြန်ကြည့်ရမယ်ဒါပေမဲ့ HeroK ပြန်ရခဲ့ဆိုရင်သူတို့ objective ကိုတော့ထပ်ပြီးတော့ပေးလိုက်ရတယ် YG ရဲ့ rotation ကတော့ new boy ရဲ့ map ကိုနည်းနည်းလေးစပြီးတော့စိုးမိုးနေရလို့တော့မြင်တယ်ဗျာ link ကတောက်လျှောက်ဆိုသူတို့ recent Leo ကို vision လိုက်ပြီးတော့ထောက်ထားတယ်ဒီအချက်တွေဒီကျွန်တော် flank နဲ့အချိန်မှာတော့တော်တော်လေးတော့အားသာသွားစီတယ် အဓိက reasonly ရောဒီနေ့ပွဲမှာသူ့အနေနဲ့ objective 5ကိုဘယ်လိုမှကတ်လို့မရဘူးဖြစ်နေ။အာလီဂိန်းတွေမှာလည်းရောက်ရှောက်ဆိုလိုပဲဒီလီနာရဲ့ air strike တွေနော်ပြီးတော့ဒီရှင်းလိုက်ပြီးတော့ blocking လုပ်တဲ့အပိုင်းတွေကိုမကျော်ဖြတ်နိုင်ဘူးဖြစ်နေပြ။တကယ်လို့အင်တာကရင်ုံလဲသွားပြီးတော့ကြည့်မှဆိုရင်အဆင်မပြေဘူး။ဟုတ်တယ်။ Judge you fine နဲ့ 哎呦，前欧那提醒嘛，但是人家比欧罗们偏不走，都是苏巴凯欧贝他嘲笑赖比欧拍个比姆拉索尔，奇亚米斯内呢，欧那比赖罗的兄弟嘛，萨蒂姆萨蒂姆比欧巴拉内比，阿门内泰米，然后阿利盖泰米，对嘛，外机罗列，老偏的苏巴凯欧那喊嘲笑罗德范比斯皮埃奈贝苏巴凯特比欧逃亡欧咩，呀，OK，迪马内发罗姆苏巴凯比欧托纳德罗普雷，嘲笑瓦利托比欧加纳迪耶纳，曼雷德比欧加纳迪耶斯纳米斯拉，加巴拉姆比欧弗兰比欧法班罗德比欧先，前面 sorry 罗尼格内纳嘛，布兰尼那嘞，赖法欧比那东比欧内那贝，林阳。 တော့ hero kick ထွက်ပေါ်ခြင်းတော့မရှိဘူးဗျာဒါပေမဲ့ WG ရဲ့ early aggressive timing ကတော့ပွဲချိန်9မိနစ်ဆိုတဲ့ကာလတစ်ခုမှာ new ball တော့တော်တော်ကြီးတော့ဖိအားပေးထားနိုင်ပြီလို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ် WG ကတော့ early game မှာတော့ဒါသူတို့အနေနဲ့ map map ပေါ့နော်ဒီ broken wall အပေါ်မှာတော့ map control ကောင်းကောင်းကြီးအပြည့်အဝယူထားရလို့တော့ပြောလို့တော့ရမယ်ဒါ stage ဒါသူ့အနေနဲ့ lane cut လုပ်ဖို့အတွက်ကတော့စမယ်ဆိုရင်တော့နောက်ကနေပြီးတော့ဒါ leaner နဲ့ပေါင်းပြီးတော့ flank ဖို့အတွက်ကတော့ကြီးနေတယ်အောက်လိုင်းမှာယင်အနေနဲ့တော့ lane cut in လုပ်မယ်တစ်ဖက်ကနေပြီးတော့ကျွန်တော် hand အနေနဲ့တော့ tower trading ကတော့လာပြီးတော့ယူနေပြီဆိုတော့ better combination ဒီအချိန်မှာ WG တွက်ကတော့ပို့ပြီးတော့တက်ရတော့မယ်ဆိုတော့ Arigen Hero Gate 13နဲ့ 2.5k goal gap ကိုဝိုင်းချီစတင်ပြီးလီးလုထားပါပြီဗျာဒီအချိန်မှာ New Moon တွက်ကအဲ့လို Legend ကိုသွားတာပို့ပြီးတော့ကောင်းလိမ့်မယ်ဗျာ Arigen နေမှာသူတို့ဗတဲ့ချတာတော်လေးများသွားပြီတရက်နှစ်ခါဆိုင်နေနှစ်ခါလုံးကြာခဲ့နောက် 3k လောက်သွားနေအော် 苏巴看，那边来的追，那边来的追着，哎妈杀表，就是表我说周大了右边咯。好的，如果你要先头的，如果你要到包两码了，杀你就要先头的，比如说加两码了，他妈外 G 打的欧杰那个杨罗就围着周大你的苏巴变大，你那杀入多，苏巴比 E D C 老太加两码的呢。走你变大加两码，你那打的有特别的没周大吧？对呗。周小贝了，苏巴变 P G 比阿比你那的那么变啊。哦。弗利加利变周大呢呗，伊个哥们变阿莫卓古变 C 多阿的伊边。 ဒီပွဲဒီချိန်မှာတော့အနေငယ်လေး YG ဒီ Tetris Fight တွေကိုအပိုင်ရနိုင်ပေမဲ့ Now War 1K နည်းနည်းဆုံးဆုံးတော့ပဲကျန်တော့တယ်ဗျာ အဓိကခုနပြောခဲ့သလို legend damage မှာ super khan ရဲ့ holy crystal လေးရှိမယ်နော်အဲ့ဒီပြုံမှာ black ပြည့်ကျွန်တော်ဒီ death damage တွေရှိမယ် magic damage ကဒီဟိုမှာ legend တော်တော်များရယ်နော်ဟုတ်တယ် super khan အနေနဲ့ stage ကိုတစ်ခါ take down လုပ်ပြီးတော့သူအခွင့်အရေးအကုန်လုံးတော့ရအောင်တော့ပိုင်ဆိုင်ထားတယ်ဆိုတော့ intense ကိုလုံးမဲ့အဆုံးမှာတော့တစ်ဖက်ကနေပြီး blink နေတယ်ပြန်ပြီး pick rate ပေးထားသေးတယ်ဗျတစ်ဖက်ကနေပြီးရင်းတောင်းလျှောက်ဆုံးသလိုပဲ front line ထဲမှာဝင်ပြီးတိုးရတဲ့အချိန်မှာ intense ရောက်ကိုဝင်ပြီး down မှုအတွက်ကတော့မဖြစ်နိုင်တော့ဘူးဗျာအဲ့တော့ newborn ပြန်နေပြီးတော့ပဲ fall back နေရတယ်တစ်ဖက်ကနေပြီးရောင် gladiators နေတယ်သူတို့ tower objective လေးလိုချင်အခုချိန်မှာတွန်းလို့ရပြီဗျာ ဟုတ်တယ်เนาะ new born ကတော့သူတို့ဒီဘင်းရဲ့ damage ဆိုလို့ရှိရင်တော့ဘာမှဆိုတော့ဖြစ်သွားနိုင်ရင်ဒါပေမဲ့ဟမ်ဒီနေ့ပွဲမှာသူရဲ့ performance တော်လေးတော့ကောင်းနေလို့ကျွန်တော်ပြောလို့ရတယ်ဗျာရှင်ရဲ့ဒီ follow up ဒီ damage အစောလုပ်တဲ့အပိုင်းနေပြီးသွားလို့ရှိရင်နောက်ကနေပြီး blink ရဲ့နော်ဝင်ပြီးတော့ pick up ပြီးတဲ့အပိုင်းနေတက်ရက်တယ် stake ကတော့သူရဲ့23ချောင်းကိုတော့သူပြန်ပြီးတော့သွားမယ်အနေထားမျိုးပဲဆိုတော့အိမ်မတိုင်ခင်မှာတော့နည်းနည်းလေးပြန်ပြီးတော့ ထိမ့်သိမ့်မို့တော့လိုလိမ့်မယ်ဗျာ new phone မှာလည်း damage ရတဖြည်းဖြည်းနဲ့တော့များတော့များလာ super khan နဲ့ stage နဲ့ဒါ face to face တွေ့မယ်ဆိုလို့ရှိရင်တော့ stage နေနဲ့အရင်ခေါင်းတိုးလို့တော့မရ super khan ရှင်ကနေပြီးတော့ထွက်လာမယ်ဆိုရယ် damage breast damage ကြီးကတော်တော်လေးကိုတော့စိတ်မယ်အဲ့တော့ new phone နေနဲ့တို့အားလေးမတအောင်ဆိုရင်တော့မှ fan main ကိုပြန် focus ထားတဲ့အချက်လေးကတော့တော်တော်လေးသဘောကျဖို့တော့ကောင်းတယ်ဗျာအဲ့တော့ big game to late game time စာပြီးတော့ဝင်လာတဲ့အချိန်ကျရင်တော့ better setup လေးတွေကကျွန်တော်စာပြီးတော့ကြည့်ရမယ်။တော့ဆင် mid tower ကြီးလည်းနှစ်သိန်းလုံးအနေနဲ့ခွင့်မပြုပါသေးဘူးဆိုတော့ map control ယူဖို့အတွက်ကလည်း YG အနေနဲ့တော့လုံးဝတော့မလွယ်သေးတဲ့အနေထားဗျ။อืม ဒီကတော့ဒီဘင်းရာဒီနောက်ပိုင်းမှာသူ့ရဲ့ candle damage တွေရယ်နော်ဒီ early damage တွေတော်တော်လေးတော့နာဖို့တော့ရှိလိမ့်မယ်ဒါပေမဲ့ဟိုဘလင်းသာထိုးနိုင်မယ်ဆိုလို့ရှင်တော့ပြဿနာတော့ရရင်တော့ရှိဦးတယ်ဘာလို့ဆိုတော့ super cat ကသူ purify နေတော့မဟုတ်ဘူး flicker လေးနဲ့ပဲအသာလေး လိုက်ပြီးတော့ spare ပြီးတော့ရှိမယ်တက် destroy ဆိုတာ slam ပေးပါလားရှင်တူဖိုင်းရှိတော့တည့်ရတော့မှာ inter consider တူပဲ tele forward ထားသေးတယ်ဗျာ monitor shot က literacy ပြေပြေကြည်ထားသေးတဲ့နောက်မှာ literacy resilio နောက်မှာချိန်နေခဲ့တဲ့ hand အတွက်အနေငယ်လေးပြေပြီးတော့ရှန်လာမှုတော့ကြရတယ်ဗျာ ultimate လေးကတော့ပြီးွားခဲ့ပြီဗောတစ်ခါကနေပြ new born အနေနဲ့ဗတဲစားဖို့အတွက်ဆိုရင်တော့အရင်ဆုံးသူတို့အနေနဲ့ initiate ဖို့အတွက်ကတော့ပို့ပြီးတော့ low up လိမ့်မယ်ဗျာဒါပေမဲ့တစ်ခါကလည်းကျွန်တော်ယင်တို့ linear တို့အနေနဲ့ purify နဲ့ဖြစ်နေရဆိုတဲ့အချက်တွေအဲ့တော့ blink ကိုပဲ pick off လုပ်မလား stage မှာလည်း emu လေးကသွားပြီးတော့ပါနေရဆိုတော့ inter အတွက်ကတော့ရွေးချယ်တော်လေးကကဲနေရဲ့ ဆိုတော့ stitch ဖော်ဘောတပွင့်ဝါတဲ့ဂျိုင်းမော် industry ကပဲဒေါင်းသွားခဲ့တယ်ဗျာ movement မားလို့မရဘူးမားနဲ့ဝါကြီးကသူတို့ရဲ့ 老 nice，所以呢，科比又打五场比赛。像我们像 Andrew 一样，内个咧，我做前面两双，你晓得扣嘛？罗 Dammy 又打五双咧。内样个呢？内塔，Diablo recently 哦，科比又溜进内个，只是 Recently only man now 嘛，play fake run，two man now，Diablo 拆内个，内个 Zippy 阿皮尔嘛，Recently 哦，play 哦，Soza Pini 嘛，stay 内个，Double Shot 嘛，内边有超垃圾，Man Banda，But I'm Hell，But 科比阿 Soza 打五双。像我们 Franklin 阿内样个呢，老少呢，所以嘛，But I'm our newborn，内个 Dammy Diablo，同个阿个 Sticky 咧，内个 Penny 都嘛 Young Widow，不过个嘛，罗 dear Day 嘛，伊个 Ig，Diablo 嘛，阿个 Hand 阿 play 双。 ောင်းထားတဲ့အချက်ကတော့တော်တော်လေးတော့အထီးတော့နာနေတယ်ဒါပေမဲ့ Mega First Tower ကိုရဖို့တော့ try နေစပကန်ကန်တော့ပြတော့ထည့်ထားရဆိုပြီးလို့ YG Mega First Tower ကိုတော့ရအောင်တော့ယူသွားပါသေးတယ်ကဲเนาะ YG YG ဒီတစ်ခေါက်မှာတော့မရရတော့သူတို့ရအောင်တော့ယူတာပဲဗျာเนาะဘယ်လိုပဲဖြစ်ဖြစ် Mega First Tower ကိုရလိုက်ပြီဆိုတော့ Law ရဲ့ဒီ Law Dance တွေမှာ Tower Vanish ကိုအသုံးချဖို့ကနေဝန်အတွက်အနေငယ်လေးပို့ပြီးတော့နင်းလာတယ်ဗျာ Broken Wall ဖြစ်နေဆိုတဲ့ချက်တစ်ခုမှာ Blink ရဲ့ ဒီလိုမျိုးကျွန်တော်တို့ဒါပဒန်းဖြစ်နေဆိုတဲ့အချက်ကနိုင်ငံလီတော့သွားပြီးတော့ WG တော့အစီအပြေနေလို့ပြောရလိမ့်မယ်ဟုတ်တယ်အစ်တီနေနဲ့လည်းဒီချိန်မှာတော့2-1ဆိုတော့ inspire ရှိလို့ရှင် cross over ကဖွင့်လို့တော့ကောင်းတယ်ဗျ intense အနေနဲ့ခုနလိုမျိုးတူလို့တုံလို့လို့ပုံစံမျိုးလေးသွားပြီးတော့မလုံးဖို့တော့လုံမယ်ပေါ့နော်မဟုတ်ရင်တော့ကျွန်တော်တို့ stage နေတဲ့ cross over ဖွင့်သွားရဲဆိုရင်တော့တော်တော်ရိုးတော့ဆိုးပါးခဲ့မှာဗျအဲ့ဒါယင်းလောဆယ်ကတော့ vision လေးကတော့လာပြီးတော့ထောက်ထားတယ် banner combination ကြရမယ်ဆိုတော့ဒီလောက် win တိုးဖို့ chance ကတော့ new control လေးကိုတော့များမယ်ဗျ ဲဆိုတော့ပလင်းဆလုံးပါလေကွန်စီနဲ့တူပဲကောင်းတော့တိုးလာပြီးဖန်တော့ရင်ပြတ်မှာလားဖန်တာရေကစ်လာသုံးချက်ဝင်ပြရဲ့နောက်မှာဟန်ရီဒီဖြူရှင်းထက်ရတယ်ဗျာဝမ်ဝမ်ရေးစတင်ခေါ်ဖို့ရတယ်ကြတော့ဘဲလာပြေချရတယ်ဗျာဖော်လာအက်စထရိုက်ဖော်လာဒဲမေ့ဂျ်ကြရတယ်မှာအင်တာနောက်လျှောက်ပဲတကောင်နဲ့ဖလစ်ကန်နဲ့ပြပြထွက်လာပြီဗျာနောက်မှာခေါ်ဖို့ရတယ်ကြရတယ်မှာအင်ဒပ်စတီနဲ့ရောကွန်စီပြန်လဲသုံးပြုနေရင်းနဲ့ပဲဒီနေရာမှာဟီရိုကင်းနဲ့တူပဲလော်ရီကိုတော့ YG ပြန်လဲပြီးတော့သိမ့်ပိုက်သွားတယ်ဗျာအာလီကိန်းတိုင်မဲ့မှာ YG အနေနဲ့မတ်ကွန်ထရိုးလုံးမှုတွေကိုတစ်ဖက်ကနေပြန်ညိုးပေါ်အနေနဲ့ခြေဖြတ်ခဲ့ရတယ်ဆိုရင် Objective 5တွေကိုအခုချိန်ထိတိုးရတာတော့ K ခက်နေသေးပဲဗျာအဲ့တော့ YG Law Advantage နဲ့ဘယ်လောက်ထိများ Impact Unite မလဲဆိုတော့ကြည့်ရမယ် Super Khan ဒီအချိန်မှာတော့ဂျောင်းလုံးပိမိနေပြီ Lina Air Strike Zone နဲ့ထားလိုက်ကြမယ် Aiden step ပြီးတော့ကျွန်တော် Lina ကိုတော့ဆွဲခေါ်လာခဲ့ပြီဗျာနောက်ကနေ follower damage မရှိတဲ့နောက်မှာတော့ win by win လေးနဲ့တော့ Lina ပြန်ပြီးတော့ forward ဝါခဲ့ပြီစပယ်တစ်ခွက်ကတော့မမျောဘူးတော့ကောင်းတယ်ဗျာအဓိက Aiden ကသူ့ရဲ့ team နဲ့သုံးယောက်ပြန်ပတ်နေတဲ့အချိန်မှာ initiating လုပ်လိုက်သူတော့ဖြစ်သွားတယ်ဒါပေမဲ့ ဟိုကောင်းတာတော့ကောင်းပါ purify လေးပါလေးတော့သူပြန်ပြီးတော့ရားလိုက်တယ်ဗောနော်အနေငယ်လေးတော့ဒီ program မရှိတဲ့အချိန်မှာလီနောက်ထအိမ်နိုင်မှာချိရမယ် new ball defensive ကတော့စပြီးလာပြီလေတစည်းပါညာပြ new ball က aoe တွေနည်းနည်းများတယ်ဗောနော်ဒီကဒီနာလည်းနောက်ကနေပြောလို့လိုက်လိုက် zone နေတဲ့အချက်က new ball အနေနဲ့ banner setup တဲကတော်တော်လေးတော့ခက်ခဲနေရဗျာအဲ့တော့ banner အနေနဲ့ဒီလီနောက်တောက်လျှောက်လိုက်ကြည့်နိုင်မယ်ဆိုရင်တော့မစိုးဘူးဘလိုမျိုး banner setup တွေကျောင်း new ball အနေနဲ့ပြင်ဆင်လာမလဲဆိုတော့ဆက်ပြီးတော့ကြည့်ရမယ်တေးကြတခုက wing သည်ဒီအချိန်မှာ snowball တိုက်လေးတွားပြီးတော့ long objective ကိုပဲစပြီးတော့တဲမလားဗောနော်မောက် control ကတော့ low out ကို ဖီစည်းရောက်သွားခဲ့ပြီလို့ပြောလို့ရမယ်ဆိုတော့ new moon အနေနဲ့လိုအပ်တဲ့ now out gap တွေကိုဘယ်လိုမျိုးကျွန်တော် fan main အနေနဲ့ပြန်လည်ပြီးဖြည့်တင်းသွားမလဲဒါလေးရာလေသွားပြီးစိတ်ဝင်စားဖို့ကောင်းနေတယ် super can အနေနဲ့ holy christ ရဲ့ lightning ပြီးတော့သွားမှာတော့ blood win လားဒါမှမဟုတ် divine click လားဆိုတော့ချက်တော့ကြည့်ရမယ်ဗျပွဲကစားချိန်7မိနစ်နောက်ထပ်ကျတော့3မိနစ်4မိနစ်လောက်ဆိုရင်တော့၄ game timing နဲ့စပြီးတော့ဝင်လာတော့မှာဆိုတော့နှစ်သိန်းလုံးအတွက်ရေးကြီးတဲ့ movement တွေကတော့ဖန်တီးဖို့အတွက်တော့လိုမယ်ဗျ ကဲဒီကောင်းပါလေရှင်တောက်လျှောက်ပဲအနာမဆိုင်ရာကြီးကျွန်တော်နယ်လေးသွားပြီးတော့ကြည့်ရမယ်ဆိုလို့ရှင်တော့ဒီဆန်ရှင်ကတော့သူယူရီဇန်လီကို၃ချောင်းလောက်ပါလာပြီအစတစ်ကတော့ဒီနေသားမှာအိုင်ဒန်၄ချောင်းပြီးွားပြီနောက်၂ချောင်းလောက်ပဲလိုတော့တယ်နော်ကျွန်တော်တို့ဒီစူပါကန်အနေနဲ့တော့လိုင်းနေတချွန်နဲ့ Holy Crystal အဓိကသွားရတယ်၂ချောင်းဒါပေမဲ့ Holy Crystal နည်းနည်းတော့၄တော့ကြီးရယ်ပေါ့နော်ဆိုတော့ Holy Crystal နဲ့ဆိုလို့ရှင်နောက်ပိုင်းသူ့အနေနဲ့ဒီ Ellie Spirit တွေတောက်လျှောက်ပေးလို့တော့ရလိမ့်မယ်နော်ဟိုပြောမယ်ဆိုလို့ရှင်တော့ Best Champion များတယ်နော် 现在阿拉 t 多安排一招，阿拉纽邦嘛咪，阿伊个 C f 拨侬，对个，Endurance 一 Pickoff，那 Black 嘅那个人咪 Follower if damage 咧，偏耐慢手侬，So 比亚，比方阿龙咪 b r a z i l i o n Superkick，n 阿龙用 t w i o i g h t 呢，但 Linker Blitz Low Shot Low I Yard，但阿 YJ 呢，咪 Gun Pro，到时候来用呢就 Down 了，但阿纽邦呢，偏来比较被 Uzi 差啲嘢，比如 Endurance a 一 Pickoff，o 来黑咪 Low Low y o u 阿 Endurance player. to 呢，都 Pickoff Low Low r going 嘛，啊，但阿纽邦呢，偏来 e 较 b u t i don't 差啲嘢，比如 Endurance 一 Pickoff，本来黑咪 Low Low y 但是阿 Endurance 呢，都 Pickoff Low Low a 啊，但阿纽邦呢，a 来 e r 被 Uzi 差啲嘢，比如 Endurance 一 Pickoff，本来黑咪 Low Low 嚟，但是阿 Endurance 呢，都 Pickoff Low Low 嘛，啊，但 o 纽邦呢，偏来比较被 Uzi 差啲 Number four is right. Champion Layla the now Maro Blair. Champion Charlie Bia one one. Crow Luda the top of your point again to Lu. Lishika standing jump of Regis the phone jab. Your baby Melepana. The out ten and all of your chavu. But Loma of Jenna Chima. Never given a sinner to wear three men down one and new ball. ဒီ game number 1ကိုတော့သူတို့ဆက်ပြီးတော့ defend ရအောင်ပဲဗျာ damage output တွေမှာကျွန်တော် low chat တွေနည်းနည်းလေးရှိနေတဲ့ဂျားထဲမှာလေ intens အနေနဲ့ယင်အောင်သွားပြီးတော့ pick off လိုက်တဲ့ moment အမားလေးတစ်ခုကနေပြီးပေးဆက်မှုတွေကြီးပါမလားဆိုတော့ကြီးရမယ် yg နဲ့တောက်ချောက် pressure ပေးလာကြမှာ leo တော့လုံးဝအနားတော့အကမခံဘူးတပတ် intens လေးယောက်ကြတဲ့ပြေးပြီးဝင်သွားရဆိုတော့ yg ဒီချိန်မှာ sticky foul နဲ့ပဲပထမဆုံး game number 1ကိုတော့ leading လို့ဖို့အတွက်ကတော့တေးကြနေပြီဗျအဲ့တော့ game 1 yang gladiators ပဲနိုင်တို့ရဲ့ဘိန်းနေเนาะဒီ black 2ရဲ့လုံးလုံး timing လေးကိုကျွန်တော်မျောလင်းခဲ့ကြရတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့